ရော်နယ်ဒိုနဲ့အတူတွဲပြီးတော့ကစားခဲ့ရတာကိုနောက်နှားရနေတာလားနာနီလွီစတာဒီကတော့ဘောလုံးပရိသတ်တွေမှတ်မိကြအောင်ပဲထင်ပါတယ်မိုင်ယွန်သေးမှာ900တိကျကစားခဲ့တဲ့ပေါ်တူဂီသားကစားမှာမိုင်ယွန်သေးရဲ့ဂန်ရင်းကစားမှာအဖြစ်တတ်မှတ်ခြင်းခံထားတဲ့ကစားမတွေကတယောက်ဖြစ်ပြီးတော့ရော်နယ်ဒိုလက်သေးဆိုပြီးတော့လက်တတ်မှတ်ခြင်းခံရအထိမိုင်ပရိသတ်ရဲ့အချစ်တော်ကစားမတယောက်ဖြစ်ခဲ့သူပါရော်နယ်ဒိုနဲ့လည်းမိုင်ယွန်သေးမှာအတူလက်တွဲပြီးတော့ကစားခဲ့တဲ့နာနီကခုကမှတော့ရော်နယ်ဒိုနဲ့အတူတွဲပြီးကစားခဲ့ရအောင်နောက်နှားရသလိုဘာလို့ပုံစံမျိုးပြောသွားခဲ့ပါလဲ ။နာနီယပြောစကားမန်ယူသင်းပရိသတ်တွေအတွက်ရောရော်နယ်ဒိုချစ်တဲ့ပရိသတ်တွေအတွက်ပါရင်ဝအောင်စောင့်ကန်လိုက်သလိုဖြစ်သွားစေခဲ့ပြီးတော့သူလုံစားမတယောက်ရဲ့နှုတ်ဖျားအခုလိုစကားမျိုးဘာလို့ပြောထွက်လာပါလိမ့်မယ်လို့လဲဘသူကမှထင်မှတ်ခဲ့ကြမှာမဟုတ်သလိုဘသူမှလည်းတွေးထားမိခဲ့ကြမှာမဟုတ်ပါဘူး။နာရီရဲ့ဖြစ်ပျက်ကဘာနဲ့သွားပြီးတော့ဒူနေလဲဆိုတော့လက်သုံးချောင်းတူထောင်ခဲ့ပြီးတော့နောက်မှလက်ငါးချောင်းထောင်သွားကြတယ်ဝဲစားတိုက်နဲ့သွားပြီးတော့ဒူနေသလိုဖြစ်သွားပါလေအသားတွေကလောက်ထွက်တယ်ပြောရမလားဖွတ်ထွက်မှတောင်ပမန်းတိတော့တယ်ဆိုရမလားနာရီရဲ့ပြောစကားရော်နယ်ဒိုပြိတ္တတွေအတွက်တော့တော်တော်လေးအနေခတ်သွားခဲ့ကြမှာဖြစ်ပါလေ အထက်ကဖိအားပေးလို့ပြောရမလားဒါမှမဟုတ်စာဝန်တွေပြည်လဲဖို့အတွက်ပြောရတာလားဒါမှမဟုတ်ရော်နယ်ဒိုရဲ့ပြိသက်တို့ဂူးမစားယူကွာဆိုတဲ့ပုံစံမျိုးနဲ့ဒါပေမဲ့တသက်စော်ကားပြောဆိုတာလားဆိုတာကတော့နာနီကိုတိုင်ပဲသိလိမ့်မယ်လို့ပြောရမှာဖြစ်ပြီးတော့ကစားမဘွားမှာမက်ဆီလိုကစားသမားတွေတွဲပြီးတော့ကစားခဲ့ရရင်သူ့ရဲ့ကစားမဘွားကအခုတက်ပို့ပြီးတော့ကောင်းမွန်ခဲ့မှာဆိုပြီးတော့ပြောသွားခဲ့ပါလိမ့်ရော်နယ်ဒိုကစားမနဲ့တွဲပြီးတော့ကစားခဲ့ရတဲ့အတွက်နာနီဆိုတဲ့နာမည်တစ်လုံးဟာပြိသက်တွေကြားထဲမှာပို့ပြီးတော့နာမည်ကြီးသွားခဲ့တာဖြစ်သလိုရော်နယ်ဒိုနဲ့နိုင်ငံကြီးလဲတူတဲ့ကစားပုံကြီးလဲကတ်စီစဉ်တူတဲ့အတွက်ဘိုင်ပရိသတ်တွေကသူ့ကိုရော်နယ်ဒိုလက်သေးဆိုပြီးတော့တတ်မှတ်ခဲ့ကြတာဖြစ်ပါလိမ့် နာရီယာမိုင်ယုံသိန်းထွက်အကျိုးပြုခဲ့တဲ့ကစားမတစ်ယောက်ဖြစ်သလိုမိုင်ယုံသိန်းထွက်သူအောင်မြင်မှုစုဖလားတွေကိုလည်းရရှိခဲ့သူပါအဲလိုမိုင်ယုံသိန်းမှလည်းကစားခဲ့ဘူးသလိုရော်နယ်ဒိုလက်သစ်ဆိုတဲ့တတ်မှတ်ချင်းခံခဲ့ရတဲ့နာဒီကအာဂျင်တိုင်းသားကြီးမက်ဆီနဲ့ပတ်သက်ပြီးတော့ခုလိုဖွင့်ရသွားခဲ့ပါတယ်နာဒီကမက်ဆီနေနဲ့မေဂျာလိမှာအောင်မြင်ရအောင်ကျွန်တော်မအံ့ဩမိပါဘူးသူကစူပါစတားတစ်ယောက်လည်းဖြစ်ပါတယ်မေဂျာလိကစူပါစတားတွေနဲ့ပတ်သက်လာရင်နောက်ခံလူတွေထက်အတက်ကာတွေပို့ပြီးတော့ယင်းနှမြုံတန်တတ်ပါတယ်သူတို့ရဲ့ဒလိကဂိုးတွေသွင်းဖို့လူတွေဘောလုံးကွင်းမှာဂိုးတွေမြင်ရဖို့ဖြစ်ပါတယ်ဒီတော့မေဂျာလိမှာမက်ဆီဂိုးဆက်မြူးပြီးတော့တောက်ပနေတဲ့သဘာဝဆန်ပါတယ် ကျွန်တော်သူ့ရဲ့အမှန်တကယ်ပျော်ရွှင်မိပါတယ်။သူကဘောလုံးသမိုင်းလျှောက်ကြီးကျယ်ဆုံးကစားမတယောက်ပါ။သူအခုဒီစက်ကစားနေရာက special ပါပဲ။သူနဲ့သာတွဲကစားခွင့်ရခဲ့ရင်ကျွန်တော်ကစားမဘုရားပို့ပြီးတော့ကောင်းသွားစေမှာပါဆိုပြီးတော့နာနီကဖွင့်ရသွားခဲ့တာဖြစ်ပါတယ်။ရိုနယ်ဒိုကစားမိုင်းနဲ့တွဲဘက်ကစားပြီးတော့ကစားမဘုရားအကောင်းဆုံးမဟုတ်ခဲ့တော့မှမန်ယူသင်းမှာချန်ပီယံလိဖလားတစ်ကြိမ်၊ပရီးမီးယားလိဖလား၄ကြိမ်နဲ့ကလပ်ကဘာဖလား၁ကြိမ်၊ကာရာဘောင်ဖလား၂ကြိမ်၊ကွန်မြူနတီတိုင်းစုဖလားကိုလည်း၄ကြိမ်ထိမန်ယူသင်းနဲ့တူရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။နောက်ပြီးတော့နာနီယာနိုင်ငံသင်းမှာလည်းရိုနယ်ဒိုနဲ့တူယူရို၂၀၁၆ချန်ပီယံဖလားကိုလည်းကိုင်းမြောက်ထားနိုင်ခဲ့တာပါ။ အလမီရော်နယ်ဒူနဲ့အတူဘောလုံးလောကအကောင်းဆုံးဆူဖလားတွေကိုကံမြောင်းနိုင်တဲ့နာနီယာရော်နယ်ဒူရဲ့ပြိုင်ဘက်ဖြစ်တဲ့လျိုနယ်မက်ဆီလိုကစားမကြီးနဲ့အတူတွဲပြီးတော့ကစားခဲ့ရရင်သူရဲ့ကစားမဘွားကခုထက်ပိုပြီးတော့ကောင်းမွန်ခဲ့မှာဆိုပြီးတော့ပြောကြားသွားတာပါနာနီယာစပိုရင်းလစ်ဘုံအသင်းကနေ1998ဘောလုံးရာသီမှာစတင်ပြောင်းရွှေ့လာခဲ့ပြီးတော့မန်ယူအသင်းစီကိုရောက်ချင်းနှစ်မှာပဲချန်ပီယံလိဘလာဒီကိုကံမြောင်းနိုင်ခဲ့တယ်လို့ပရီးမီးယားလိနဲ့ကွန်မတီတိုင်းချန်ပီယံဆူဖလားတွေလည်းရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့လောက်ပါပဲခင်ဗျနောက်ဗီဒီယိုမှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီရဖို့လည်းဖိတ်ခေါ်ပါရစေ ကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျ။စုံလေးကြည့်ပေးအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။